ဟုတ်ကဲ့ပါမြဝတီမြို့ကဗိုလ်ချုပ်ရာပြည့်အခမ်းအနားဒီကို ဖေဖော်ဝါရီလ12ရက်ကနေ19ရက်အထိ6ရက်တိုင်တိုင်ကျင်းပနေပါတယ်ဒါကတော့မြောက်ဦးတောင်းရင်ခမ်းမမှာကြိုတင်ကျင်းပခဲ့တယ်ကလေးများနေအခမ်းနာပါ ထောက်ပတ်သိလေကိုကျော်ရဲ့ကျူစာမှုလုံလာမှုလုံလာဝိယစီတယ်ဒါအပြင်မြဝီမြစံနီပန်းကြံမှာလဲဘိုးချုပ်တမန်းချောင်းရုပ်ပုံလွာပြထိုက် ဖွင့်လေပြတာနေပါတယ်ကျွန်တော်ဒီဘိုးချုပ်ဆမ်မစ်ပြပြီးလည်းပတ်သက်ပြီးတော့တုတ်တုတ်စာရေချက်ကတော့ရှိတယ်ပေါ့နော်အယူဆမျိုးရှိတယ်ဒီလည်းပဲဒီဘိုးချုပ်ဆမ်ဆိုတာမျိုးကျွန်တော်နောက်လာမဲ့မျိုးဆက်တစ်တွေဖြစ်စီချင်တယ်ကျွန်တော် ဟောလာမျိုးဆက်တွေကဘုရားဆန်ဆာဘလူးဘလူးဘလူးပုံကမျိုးဘုရားဆန်ရိုးသားမှုစူးစမ်းမှုပြည်သူတွေတိုင်းပြည်နယ်လူမျိုးတွေကိုနောက်ဒီကိုရဲစရာထားတရားထားပြီးတော့ကျိုးပန်းဆောင်ရွက်ခဲ့တဲ့စတောင်းနောက်လာမယ့်မျိုးဆက်တွေပြီးသေးချင်တယ်။ဒါကလည်းအဓိကပါအဓိကမျိုးဆက်တွေပါပဲ။ဒီမှာအတက်ပေါင်းလားဟုတ်နော်ဘာလို့ तू အခုခက်လဲခံပြီးပြီးသွားရင်စစ်ပါ တချိန်တည်းမှာပဲချစ်ကြည်ရေးဘောလုံးပွဲတွေကြပြာရုပ်ပွဲကြာပန်းစကားပြောပြိုင်ပွဲနဲ့ပကြီးပြိုင်ပွဲတွေလည်းပြုလုပ်နေပါတယ်။ဘုကျော်တော်ရှိခဲ့လို့ဆိုတော့ဒီစနေမှာကျွန်တော်နိုင်ငံအားလုံးရဲ့ထိတ်ဆုံးမှာရေပန်းစားတဲ့နိုင်ငံနိုင်ငံဖြစ်မှာပေါ့။ ကိုကျော်ကတိုင်းပြည်နဲ့ထူထောင်ခဲ့တဲ့သူ့ရဲ့စိတ်ဓာတ်ကသူလက်ရှိဖြစ်ပေါ်နေတဲ့တိုင်းပြည်နဲ့သူရည်ရွယ်ခဲ့တဲ့ကျွန်တော်တို့သူရည်ရွယ်သူ့ရဲ့ရှင်နဲ့မှာပုံပေါ်ခဲ့တဲ့တိုင်းပြည်ဟာအခုချိန်မှာတော့အများကြီးဝက်ချက်တွေရှိနေပြီ။ညင်းတယ်မေးဘူးချုံမနေအောင်နော်မမရဲ့တစ်ခုပြောမယ်ဆိုပါပြောချင်တယ်ပြောချင်လဲဆိုတော့မမရနေနဲ့ပြောချင်တာပေါ့ကျွန်တော်တို့တက်မှာကိုကျောင်းအောင်ဆက်နှစ်တရားပြီးခန်းတော့မှာဂျုံတော့ဂျုံတိုင်းမှာကျွန်တော်တို့ဆောင်ရွက်ခွင့်ရတယ်အဲ့အတွက်ကျွန်တော်တို့အကုန်ယူတယ်နောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီ ိုင်ငံတကာမှာရှိတဲ့လူတွေကပူကြောင်းဆန်နှစ်တန်နှစ်တရာထိမှန်နဲ့ပတ်သက်ပြီးတော့အားလုံးပူးပေါင်းဆောင်ရွက်စီစဉ်တယ်။နောက်လာမယ့်မျိုးဆက်တွေကပူကြောင်းဆန်ဘယ်လိုပုံကူလဲဆိုတော့တည်အောင်အားလုံးကနေပြီးတော့ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့ပြောကြဆရာ။ရာပြည့်စာပေဟောပြောပွဲကိုလေဖေဖော်ဝါရီလ16ရက်နေ့ကနေ19ရက်နေ့အထိစာရေးဆရာကိုကိုကြီးနွန်ကြတိုင်းမောင်လာမျိုးချင်းချောင်းချံကိုရွှေအောင်တင်းနဲ့ကိုမာခီတို့က ဟောပြောသွားကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ